ထုတ်ပယ်ခံရပြီးတဲ့ဘက်အကြမ်းမှာတောင်ကိုရီးယားသမ္မတအင်ဒိုကနေသမ္မတဟောင်းထွက်ခွန်းယာဒူကဖေရှန်းခံရတဲ့တောင်ကိုရီးယားသမ္မတဟောင်းယုံဆိုယောဟာ AP 7ရက်နေ့မှာသမ္မတအင်ဒိုကနေထွက်ခွာသွားပြီဖြစ်ပါတယ်သမ္မတအင်ဒေါ်ကနေသူ့ရဲ့ကိုပိုင်တိုက်ခန်းစေမော်တော်ယာဉ်တန်းနဲ့ထွက်ခွာသွားတဲ့အချိန်လမ်းဘေးတစ်ဖက်တစ်ချက်မှာသူ့ကိုထောက်ခံသူတွေဆွေးဝေးပြီးနှုတ်ဆက်နေကြတာကိုလည်းတွေ့ရပါတယ်။နောက်ပြီးယွန်ဟာလူအုပ်ထဲကတချို့ကိုတွားရောက်ပွေဖက်တာလက်ဆွဲနှုတ်ဆက်တာတွေလုပ်ခဲ့ပါတယ်။ သူ့ကိုထောက်ခံသူတွေကတော့ယွန်းအတွက်နောက်တစ်ချိန်ဆိုတဲ့စာသားပါဘုတ်ပြားတွေထောင်ပြီးကောင်းချီးပေးနှုတ်ဆက်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ယွန်းဟာလုံခြုံရေးအတွက်ရင်းအင်အား280လောက်အသုံးပြုထားတဲ့ရင်းနှန်းနဲ့အတူတမ်မရောအိမ်တော်ကနေထွက်ခွာသွားခဲ့ပါတယ်ယွန်းဟာဒီဇင်ဘာ3ရက်နေ့တုန်းကနိုင်ငံမှာစစ်အုပ်ချုပ်ရေးအရေးပေါ်အမိန့်ထုတ်ပြန်ခဲ့တာနဲ့ဆက်စပ်ပြီးရာဒူးကနေဖေရှားခံရတဲ့အထိနောက်ဆက်သွယ်ပြဿနာတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ် အခြေခံဥပဒေခုံရုံးကယွန်ရဲစစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုဟာလောက်ပိုင်ခွေတွေကိုအစစ်ကြော်ခဲ့ပြီးတရားမဝင်ဘူးလို့တတ်မှတ်ခဲ့တယ်လို့လော်တော်ကရုံးပေါ်ဆွဆွဲပြစ်တင်ထားမှုကိုအတိအမှတ်ပြုခဲ့ပါတယ်။မူလကတမရရာဒုကနေဆိုင်ငံ့ခံထားရတဲ့ယွန်ဟာခုံရုံးဆွန့်ဖြတ်ချက်အပြီးမှာတော့တရားဝင်ဖေရှားခံလိုက်ရတာဖြစ်ပါတယ်။ခုံရုံးဆွန့်ဖြတ်ချက်ကိုပြီးခဲ့တဲ့သတင်းပတ်ကောင်ကချမှတ်ခဲ့ပေမယ့်ယွန်ဟာတမရအိမ်တော်ကနေနောက်ထပ်တစ်ပတ်ကြာမှထွက်ခွာသွားတာပါ။ တန်ကိုရီးယားဟာတမရတိတူကိုရွေးကောက်တင်မြှပို့အတွက်ဂျွန်လ3ရက်နေ့မှာဂျမ်းပြတ်ရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားပါတယ်။ယွန်ရဲ့စနေဖြစ်သူဟာဆိုချိုခရိုင်မှာရှိတဲ့38ထက်တန်ကြီးသလုံးစီကကိုပိုင်းတိုက်ခန်းစီပြန်လဲရွှေ့ပြောင်းသွားတာဖြစ်ပါတယ်။ယွန်ရဲ့မဟာမိတ်တချို့ကနေအိမ်မှာပန်းစီတွေနဲ့အတူစောင့်ကြိုနေကြတယ်လို့လည်းဆိုပါတယ်။အဲဒီတရဲ့ဝင်ပေါက်မှာလဲနိုင်ငံအတွက်တာဝန်ထမ်းဆောင်ပေးခဲ့တဲ့တမရနဲ့တမရကတော်ကိုကြိုဆိုကြောင်းရေးသားထားတာတွေ့ရပါတယ် ရောင်းအနေနဲ့တမရအိမ်တော်မှာသူ့မွေးပြူထားခဲ့တဲ့အိမ်မွေးတရိတ်ဆန်တွေကိုဘယ်လိုစီမံပေးမလဲဆိုတာကိုတော့မသိရသေးပါဘူး။ရောင်းမှာကြောင်တဲ့ခွေးစုစုပေါင်းဆက်တကောင်ရှိနေတယ်လို့လည်းသိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။